မိုက်ခရထိုင်းရဲ့ရွှေပြောင်းရေးရာသတင်းစီစဉ်ကနေကြိုဆိုလိုက်ပါရယ်ဒီတွင်ပြပါရွှေပြောင်းလုံကမာနဲ့ပတ်သက်တဲ့သတင်းတွေကို ပြောပြပေးမှာပါမဟာချိုင်မှာဖန်ခန့်ရရဲ့မြန်မာလုံကမာတရားကျော်ပြမပို့ရေးဆောင်ရွက်နေတဲ့သတင်းကိုအရင်ဆုံးပြောပြပေးပါမယ်ထိုင်းနိုင်ငံစမွန်စခွန်ခရိုင်မဟာချိုင်နယ်မြေကလုံတမားတန်လျာမှာဗတ်တင်ပိုးဆောင်နေတဲ့မြန်မာနိုင်ငံသားလုံတမားတရားကျော်ကိုထိုင်းရဲ့တပ်ဖွဲ့ကအော်တိုဘာလ16ရက်နေ့ညနေ3:00ခန့်မှာဝင်ရောက်ဖမ်းဆီးခဲ့ပါတယ် ထိုင်းဆိုရကဘက်လုတ်ခွေယာယီရက်ဆိုင်ထားကြောင်းထုတ်ပြန်ပြီးအဲ့ဒီညနေမှာပဲမဟာချိုင်တန်လျားမှာဘက်လုတ်ဖို့စောက်ဆိုင်နေတဲ့မြန်မာလုတ်သမားတွေကိုထိုင်းရဲတွေကဖမ်းဆီးခဲ့တာပါဒီကလုတ်သမားတွေကိုဖမ်းပြီးချိန်မှာမဟာချိုင်ရဲစခန်းမှာထားခဲ့ပြီးမြဲနောက်ပိုင်းမှာကုတ်ခိုင်ရဲစခန်းကိုလွှဲပြောင်းခဲ့တာပါဖန်စီခံရတဲ့မြန်မာလုပ်သမားတရားကြောပြမပုခံရရေးထိုင်းဆိုရနဲ့ ILO IOM စတဲ့နိုင်ငံတကာအဖွဲ့တွေကိုစာပို့ပြီးပူးပေါင်းညှိနှိုင်းဆောင်ရွက်နေရလို့ကိုခိုင်ရဲစခန်းကိုကူညီဖို့ကိုတိုင်းတွားရောက်ခဲ့သူတဦးကပြောပါတယ်ကိုခိုင်စခန်းမှာချုံနောက်ခံထားရတာထိုင်းတင်းတွေမှာဖော်ပြခဲ့တယ်လို့132ဦးမဟုတ်ပဲ120ဝန်းကျင်သာဖြစ်တယ်လို့သူကဆက်ပြောပါတယ်။အဲဒီလုံတမားကြီးဟာအောက်တိုဘာလ16ရက်နေ့တည့်ရက်ထဲကဖမ်းဆီးခံထားရတဲ့မြန်မာလုံတမားကြီးအပြင်အခြားရက်တွေကဖမ်းဆီးခံခဲ့ရတဲ့သူတွေပါပါတယ်လို့သိရပါတယ်။ မဟာချိုင်မှာဖမ်းဆီးခံခဲ့ရတဲ့လုပ်သမားတွေဟာထိုင်းနိုင်ငံထဲကိုတလနီးပါးကြာရောက်ရှိနေပြီးဗက်စင်းချဖို့စောက်ဆိုင်နေကြတာပါ။အောက်တိုဘာလ15ရက်နေ့ကဗတ်တင်ဖို့တရားဝင်ခွင့်ပြုပေးခဲ့ပေမဲ့15ရက်နေ့မှာနေဆက်ပြဿနာကြောင်းပြပြီးထိုင်းဆိုရကဗက်စင်းတင်တာကိုယာယီရပ်ဆိုင်ခဲ့ပါရဲ့။ဒီလိုရပ်ဆိုင်ချိန်မှာဖမ်းဆီးတာဟာထိုင်းဆိုရရဲ့မူဝါဒပြောင်းလဲချောက်တာဖြစ်တယ်လို့လုပ်သမားတွေကကူညီသူကဆက်ပြောပါရဲ့။ က်ရှိမှာတော့လုံတမားရေကိုလူဝင်မှုကြီးကြံ့ရဲ့အချုပ်စခန်းကိုပို့ဆောင်ထားပြီးအဲဒီကတစေမြမပြည်ကိုပြန်ပို့ဖို့စီစဉ်နေတာကြောင့်ပြန်မပို့ခံရရေးဆောင်ရွက်နေရလို့အင်ယူဂျီလုံတမားဝန်ကြီးဌာနတာဝန်ရှိသူကမိုင်းဂရန့်ထိုင်းကိုပြောပါတယ်ထိုင်းဆိုရကဗက်စင်းတင်ဖို့ယာယီပိတ်ထားတဲ့အချိန်မှာနဇက်ကနေတရံဝင်ဝင်ရောက်လာတဲ့မြန်မာလူ့သမိုင်းယာချီဖန်းစီခံနေရပါရဲ့ ထိုင်းသတင်းတွေဖော်ပြချက်အရအော်တိုဘာလ1ရက်နေ့ကနေအော်တိုဘာလ27ရက်နေ့အထိနယ်စပ်ကနေခိုးဝင်လာတဲ့မြန်မာနိုင်ငံသား430ဦးထက်မနည်းဖမ်းဆီးချဉ်ခံခဲ့ရပါတယ်။ရွှေပြောင်းလုပ်မာရေးဆောင်ရွက်နေသူအချို့ကတော့ခုလိုဘိတ်လုခွေယာယီရက်ဆိုင်ထားတာကြောင့်ထောက်ထားမဲ့မြန်မာလုပ်သမားအနေနဲ့ထပ်မံဖမ်းခံရပြီးမြန်မာပြည်ပြန်ပို့ခံရနိုင်တယ်လို့တတိပေးထားပါတယ်။ ဒီကာလမှာထောက်ထားမဲ့မြန်မာရွှေ့ပြောင်းသူတမိုင်းရဲ့အနေနဲ့တတိထားသွားလာနေထိုင်ကြဖို့လဲအကြံပြုအပ်ပါရဲ့မဲဆောက်မြို့ကိုမြဝတီဘက်ကနေမြကူးပြီးထွက်ပြေးလာတဲ့နိုင်ငံခြားသားတစ်ထောင်ကျော်ကိုဖမ်းဆီးထားမိတဲ့တတင်းကိုပြောပြပေးပါမယ်။ထိုင်းနိုင်ငံတာခိုင်မဲဆောက်မြို့တစ်ဖက်ကမြဝတီမြို့နယ်ခေခေဖောက်ဝင်းအတွင်းမှာရှိတဲ့ ကြားဖြတ်ငွေလေးလုပ်ငန်းလုပ်ကင်သူတွေကိုစစ်တပ်ကဖမ်းဆီးနေတဲ့အတွက်အဲဒီလုပ်ငန်းကနိုင်ငံခြားသားတွေတောင်ရင်မြစ်ကိုကူးပြီးတော့ထွက်ပြေးနေကြပါရဲ့အော်တိုဘာလ24ရက်နေ့မနေ့ကမဲဆောက်မြို့နယ်ဘတ်ချန်တို့ထွက်ပြေးလာတဲ့နိုင်ငံခြားသားစုစုပေါင်း1049ဦးရှိပါတယ်။အဲဒီရေအတွက်ဟာဆက်လက်ဒူပွားနေတယ်လို့ထိုင်းသတင်းတွေကဖော်ပြပါတယ်။သူတို့ကိုထိုင်းအာဏာပိုင်တွေကဖမ်းဆီးထိတ်သိမ်းထားပြီးယာယီစခန်းတွေမှာထားရှိထားပါတယ်။ ဖမ်းဆီးရမိသူတွေထဲမှာအိန္ဒိယနိုင်ငံသား369ဦးကအများဆုံးဖြစ်ပါတယ်။တရုတ်နိုင်ငံသား149ဦးလည်းပါဝင်ပါတယ်။အခြားဗီယက်နမ်၊ဖိလစ်ပိုင်၊အီသီယိုးပီးယား၊ပါကစ္စတန်၊အင်ဒိုနီးရှား၊နီပေါနဲ့အခြားနိုင်ငံသားတွေလည်းပါဝင်ပါတယ်။ဒါ့ပြင်ထိုင်းနိုင်ငံသား32ဦးလည်းပါဝင်တယ်လို့သိရပါတယ်။နိုင်ငံခြားသားတွေအားလုံးကိုမဲဆောက်ရဲစခန်းနဲ့ဂျားဆောက်တက်ရင် 346နဲ့မဲဆောက်နေစအမှတ်2အငဲတန်းစစ်စီရေးဂိတ်အထူးစစ်စီရေးစခန်းတွေမှာစီစဉ်ဖို့ထိတ်သိမ်းထားပါတယ်။တစ်ချိန်တည်းမှာပဲရာမာနူစစ်စီရေးတပ်ဖွဲ့စစ်သားတွေကမဲဆောက်မြို့နယ်ကရဲတပ်တွေမဲဆောက်မြို့နယ်ကကြေးရွာကောက်ွယ်ရေးစေတနာဝန်ထမ်းတွေနဲ့ပူးပေါင်းပြီးထိုင်းမြန်မာနယ်စပ်တောင်ရင်မြစ်တလျှောက်မှာစစ်စီရေးဂိတ်တွေချထားပါတယ်။နေဆက်ဖြတ်ကျော်ရဲ့နေရာတွေမှာလည်းကင်းတွေချထားပြီးနေဆက်ဖြတ်ကျော်ဝင်ရောက်လာတဲ့နိုင်ငံခြားသားတွေကို24နာရီဖမ်းဆီးနေတယ်လို့ထိုင်းတင်းတွေကဖော်ပြထားပါတယ်။ ထိုင်းအာဏာပိုင်တွေကရာဇဝတ်မှုမှတ်တမ်းရှိတဲ့နိုင်ငံခြားသားတွေကိုစီးဆင်းခြင်းနဲ့လိင်လက်လက်ပြားခံရသူတွေကိုခွဲခြားသတ်မှတ်တဲ့လုပ်ငန်းတွေကိုဆောင်ရွက်နေပြီးဥပဒေအရရေးယူတာကိုအချိန်မြင့်လှုပ်ဆောင်နေရလို့သိရပါတယ်။ကရင်ပြည်နယ်မြောက်ဝတီမြို့ KK Park တရုတ်ထူစီပွားရေးဆောင်စီမံကိန်းနယ်မြေအတွင်းကကြားဖြတ်ငွေလေလုပ်ငန်းတွေကိုစစ်တပ်က၃ရက်ကြာစစ်ဆင်ရေးပြုလုပ်ခဲ့ပြီး KK Park နယ်မြေအလုံးကိုအပြစ်သက်ပိတ်ဆို့ထိန်းချုပ်ထားရလို့ထိုင်းသတင်းကဖော်ပြထားပါတယ်။ ထိုင်းမြန်မာနယ်စပ်မဲဆောက်မှာစက်ဘင်းဆိုင်ကယ်ခိုးခံရတာတွေခက်စိတ်စိတ်ဖြစ်လာတဲ့တဲ့တင်ကိုပြောပြပေးပါမယ်။ထိုင်းမြန်မာနယ်စပ်မဲဆောက်ကလူနေရပ်ကွက်တွေမှာဒီရက်ပိုင်းတွင်စက်ဘင်းနဲ့ဆိုင်ကယ်ခိုးယူခံရတာတွေခက်စိတ်စိတ်ဖြစ်လာရလို့မြို့ခံချို့ကပြောပါရည်။ပြီးခဲ့တဲ့အောက်တိုဘာလ20ရက်နေ့ကမဲဆောက်မြို့မေဂါဟုံးကုန်တိုက်နောက်ဘက်ရပ်ကွက်တစ်ခုတွင်ညပိုင်းချိန်မှာနေအိမ်တစ်ခုကဆိုင်ကယ်ခိုးယူခံရတဲ့ CCTV မှတ်တမ်းတစ်ခု online မှာပြန့်နှံ့ခဲ့ပါရည်။ CCTV မှတ်တမ်းမှာမျိုးသားတအူးကနေအိမ်အရှိကဆိုင်ကယ်ကိုခိုးယူပြီးတွန်းထွက်သွားတာကိုတွေ့ရပါတယ်။မဲဆောက်မြို့နယ်ထိုင်းလူမျိုးတအူးကလူမှုကွန်ရက်မှာတင်ထားခဲ့တာပါ။မချောင်မီရက်ပိုင်းကလည်းအဲ့ဒီရက်ွက်အတွင်းမှာပဲဆိုင်ကယ်၃စီးခိုးယူတာခံခဲ့ရတဲ့အတွက်ရက်တပ်ဖွဲ့ကိုတိုင်ကြားထားရလို့យေတာထားပါတယ်။ အလားတူပြီးခဲ့တဲ့လပိုင်းတွေအတွင်းမေပပန်ဆန်ကွင်းရပ်ကွက်တွေမှာဆေးသုံးတဲ့လူငယ်တွေကဆိုင်ကယ်ခိုးယူတာဖြစ်ပွားခဲ့ပြီးမဆောက်ရဲဌာနကစုံစမ်းစစ်ဆေးမှုတွေဆက်လုပ်နေရလို့ရပ်ကွက်နေသူတို့က migrant time ကိုပြောပါတယ်။ကိုရိုင်းဆိုင်ကယ်ပျောက်ခဲ့တဲ့မဲဆောက်မြို့နေမြန်မာမျိုးသမီးတူကတော့ခိုးယူခဲ့တဲ့သူတွေဟာမဲဆောက်မြို့မှာအနေကြတဲ့မြန်မာအများစုဖြစ်ပြီးအောက်စုဖွဲ့လှုပ်ရှားကြတာကြောင့်ထောက်ဖော်မပြောရဲဘဲလုံခြုံရေးအတွက်စိုးရိမ်နေရတယ်လို့ပြောပါတယ်။ မဲဆောက်မြို့မှာစက်ဘိန်းဆိုင်ကယ်ခိုးခံရတာတွေမကြာခဏဖြစ်လာတဲ့နောက်မဲဆောက်မြို့တွင်ထင်ကရနေရာတွေမှာညဘက်ပိုင်းချိန်တွေမှာလုံခြုံရေးဂိတ်တွေချပြီးစစ်ဆေးမှုတွေရှိနေရလို့မြို့ခံတွေကပြောပါတယ်။အယုဒ္ဓယာမှာလူဝင်မှုကြီးကြပ်ရေးတစိုက်တုံးအတူရောင်းချတဲ့မြန်မာတအူဖမ်းဆီးခံခဲ့ရတဲ့တဲ့တင်ကိုနောက်ဆုံးအနေနဲ့ပြောပြပေးပါမယ်။ ထိုင်းနိုင်ငံအယုဒ္ဓယာမြို့မှာလူဝင်မှုကြီးကြပ်ရေးရုံးရဲ့တစိုက်တုံအတူကိုကွန်ပျူတာနဲ့ပြုတ်လုပြီးရောင်းချနေတဲ့မြန်မာနိုင်ငံသားတဦးကိုတပ်တေခန့်စာရက်စာတမ်းဘော်တော်90နဲ့အတူစစ်ဆေးတွေ့ရှိရတဲ့အတွက်အော်တိုဘာလ20ရက်နေ့ကရဲတပ်ဖွဲ့ကဖမ်းဆီးခဲ့ပါတယ်။ဖမ်းဆီးခံရသူဟာအသက်42နှစ်အရွယ်မြန်မာနိုင်ငံသားကိုမင့်ဖြစ်ပါတယ်။သူဟာမြန်မာနိုင်ငံသားတွေရဲ့ပတ်စပို့တွေအတွက်ကွန်ပျူတာနဲ့ပြုတ်လုထားတဲ့တစိုက်တုံအတူကို လူတအုပ်ကိုအံ့ဝင်12000ဖြင့်ရောင်းချခဲ့လို့ရက်တပ်ဖွဲ့ကပြောပါတယ်။ passport စာအုပ်ပေါင်း100ကျော်ကိုရောင်းချထားတာတွေ့ရှိရလို့အယုဒ္ဓယလူဝင်မှုကြီးကြပ်ရေးရက်တပ်ဖွဲ့ရဲမှူးကြီးတအုပ်ကပြောပါတယ်။မြန်မာနိုင်ငံသားကိုမဲဟာအယုဒ္ဓယပြည်နယ်ပန်ပအင်းမြို့နယ်ပန်စင်တီဝါရက်ကွက်မှာနေထိုင်ပြီးအလို့သမားကြီးရဲ့ခရီးသွားလာရေးနဲ့အလောက်လျှောက်ရမှာလိုအပ်တဲ့စာရွက်စာတမ်းတွေကိုစစ်နဲ့ထပ်တူကြအောင် ပြုတ်လုထားတဲ့စာရွက်စာတမ်း26စုကိုစစ်ဆေးတွေ့ရှိရလို့ရက်တပ်ခွဲကဆိုပါတယ်။ အသက်42နှစ်ရွယ်မာနိုင်ငံသားကိုအယုဒ္ဓယလူဝင်မှုကြီးကြပ်ရေးဌာနရဲ့တရားဝင်အထောက်အထားစာရဲ့စာနှံတွေကိုအတူပြုလုပ်တာထိုင်းနိုင်ငံရဲ့လူဝင်မှုကြီးကြပ်ရေးစတစိတ်တုံးအတူပြုလုပ်တုံးပြချင်းစရဲ့ဥပဒေတွေနဲ့တရားစွဲအရေးယူမယ်လို့တည်ရပါတယ်။မိုင်းဂရက်ထိုင်းရဲ့ပြည်တွင်းပြည်ပရွှေပြောင်းရေးရာလုံတမာတည်တင်းတွေကိုနာဆင်ခဲရတာပါ။ Migrant ထိုင်းရဲ့တည်င်းတွေကို Facebook, YouTube, website နဲ့ Telegram စတဲ့ online media platform တွေမှာတိရှိနာဆင်နိုင်ပါတယ်။ကျေးဇူးတင်ပါတယ်ရှင်။ thank <music> you